အားလုံးပဲမင်္ဂလာပါဆရာမကတော့ grade 11ပထဝီဝင်ကိုသင်ကြားမယ်ဆရာမဒေါ်မိုနီကာပဲဖြစ်ပါတယ်ဆရာမတို့ဒီနေ့သင်ကြားမှာတော့အခန်းလေးဒေသန္တရပထဝီဝင်ဥရောပတိုက်နဲ့အာဖရိကတိုက်တွေကရွေးချယ်နိုင်ငံများတွေရမှာနယ်သာလန်နိုင်ငံအကြောင်းကိုဆက်လက်ပြီးတော့သင်ကြားမှာ ဖြစ်ပါတယ် ဆရာမတို့ဒီနေ့သင်ကြားမှာတော့네덜란드နိုင်ငံရဲ့လူဦးရေလူမျိုးဘာသာစကားနဲ့ကိုးကွယ်တဲ့ဘာသာမြေယာဖော်ထုတ်ခြင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွင်းထွက်နဲ့စွမ်းအင်ဆက်မှုကုန်ထုတ်လုပ်ငန်းတည်ယူပို့ဆောင်ရေးနဲ့မျိုးကြီးများအကြောင်းကိုသင်ကြားမှာဖြစ်ပါတယ်။ဆရာမတို့ဒီကောင်းစဉ်တွေကိုသင်ကြားရတဲ့ရည်ရချက်ကတော့ရာစုနှစ်ပေါင်းများစွာဒတ်လူမျိုးတွေရဲ့ဆောင်ရွက်ချက်တွေဖြစ်တဲ့ တူးမြောင်းနေရေကာတာတွေရေလောင်တမန်နေနဲ့ရေဆုပ်ဆက်တွေကိုအသုံးပြုပြီးတော့ပိုဒါမြေတွေတိဆောက်ခဲ့ပြီးနိုင်ငံရဲ့မြေယာများကို ပြန်လဲဖော်ထုတ်ခဲ့ပုံတွေကို နားလည်သဘောပေါက်စေဖို့ဒါအပြင်ပြန်လဲဖော်ထုတ်ထားတဲ့မြေယာတွေမှာလူတွေနေထိုင်ဖို့နဲ့ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့ပုံတွေကိုသုံးသပ်တတ်စေဖို့နယ်သာလန်နိုင်ငံရဲ့ယာတီဥရု တဘာဝပေါက်ပင်နဲ့မြေဆူလာအကြောင်းတွေသိရှိစေဖို့နယ်သာလန်နိုင်ငံရဲ့လူဦးရေလူမျိုးဘာသာစကားနဲ့ကိုးကွယ်တဲ့ဘာသာမြေယာဖော်ထုတ်ခြင်းအကြောင်းတွေကိုသိရှိစေဖို့နဲ့နယ်သာလန်နိုင်ငံရဲ့တည်ယူပို့ဆောင်ရေးနဲ့မျိုးကြီးများအကြောင်းကိုသိရှိစေဖို့ပဲဖြစ်ပါတယ်ပထမဦးဆုံးလူဦးရေလူမျိုးဘာသာစကားနဲ့ကိုးကွယ်တဲ့ဘာသာကိုလေ့လာကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံဟာတင်းငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့လေကမ္ဘာပေါ်မှာလူနေထူထပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။2019ခုနှစ်စီးရင်အရဆိုရင်စုပေါင်းလူဦးရေဟာ18တန်းကျော်ရှိတယ်။လူနေသိပ်သည်းမှုကတော့တစ်စထရီယန်ကီလိုမီတာမှာပြန်မြ900ရဲ့9ရောက်နေထိုင်နေ။မြို့ပြလူဦးရေဟာစုစုပေါင်းလူဦးရေရဲ့62.1%ခိုင်နှုန်းရှိပြီးတော့ကျေးလက်လူဦးရေကတော့ 9.6ခိုင်နှုန်းရှိတယ်။ dash လူမျိုးတွေအများဆုံးနေထိုင်ကြပြီးတော့စုစုပေါင်းလူဦးရေရဲ့89.300ခိုင်နှုန်းရှိတယ်။ဥရောပသားက9.900ခိုင်နှုန်း၊တူရကီက2.400ခိုင်နှုန်း၊အင်ဒိုဥရောပသားက2.300ခိုင်နှုန်း၊မော်ရိုကိုက2.200ခိုင်နှုန်းနဲ့အခြားလူမျိုးတွေကတော့ 8.1%ခန့်နှုန်းနေထိုင်ကြတယ်။ Dutch ဘာသာစကားကိုအဓိကပြောဆိုပြီးတော့ Frisian အင်္ဂလိပ်နဲ့အခြားဘာသာစကားတွေလည်းပြောဆိုရယ်။ကိုးကွယ်တဲ့ဘာသာတွေနဲ့ခရစ်ယာန်ဘာသာဝင်က39.2%ခန့်နှုန်း၊ Islam ဘာသာဝင်ကတော့4.9%ခန့်နှုန်း၊ Hindu ဗုဒ္ဓဘာသာ၊ Jew ဘာသာဝင်အနည်းငယ်နဲ့ဘာသာကိုးကွယ်ယုံကြည်မှုမရှိတဲ့သူတွေလည်းရှိတယ်။ နယ်သာလန်နိုင်ငံရဲ့နော်မြေယာဖော်ထုတ်ခြင်းအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာထူးခြားတဲ့လှုပ်ဆောင်ချက်တွေဟာရေလွှမ်းမိုးမှုကြောင့်မလို့နိုင်ငံတွင်းမှာအကြီးအကျယ်ပျက်စီးဆုံးရှုံးခြင်းတွေကိုကာကွယ်ဖို့နဲ့ပင်လယ်ရင်မြစ်နဲ့ပြင်အောက်မှာရှိတဲ့မြေတွေကို အသုံးပြုနိုင်မှုအတွက်ရေကာတာတွေနဲ့ဆယ်တွေကိုတိစောက်ပြီးတော့မြေယာတွေကိုပြုပြင်ဖော်ထုတ်ခဲ့ခြင်းပဲဖြစ်တယ်။ ဒီမှာဆိုလို့ရှိရင်ဆ iam တို့ကနယ်သာလန်နိုင်ငံရဲ့မြေယာဖော်ထုတ်မှုအခြေအနေကိုပြထားတဲ့ပုံဖြစ်တယ်။ဒီအစိမ်းရောင်နဲ့ဖော်ပြထားတာကတော့1300ပြည့်နှစ်မှာဖော်ထုတ်ထားတဲ့မြေယာတွေဖြစ်ပြီးတော့ဒီအစိမ်းဒီအရင်ရောင်လေးနဲ့ဖော်ပြထားတာကတော့1900ပြည့်နှစ်ကနေပြီးတော့2000ပြည့်နှစ်အတွင်းမှာဖော်ထုတ်ထားတဲ့မြေယာတွေကိုဖော်ပြထားတဲ့ပုံပဲဖြစ်တယ်။ အခုအခါမှာဆိုရင်နယ်သာလန်နိုင်ငံရဲ့ကုန်းမြေဧရိယာ29ရာဂိုင်နှုန်းလောက်ဟာတစ်ချိန်တုန်းကပြည်လဲရေအောက်မှာတည်ရှိနေခဲ့တဲ့နေရာတွေဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကနေပြီးတော့စတင်ပြီးတော့မြောက်ပင်လယ်ရဲ့ရေတိမ်ကမ်းခြေတစ်လျှောက်ကနေပင်လယ်ဘက်အထိကိုတာတမန်နေကာယံပြီးတော့နေရာတွေကိုဖော်ထုတ်ခဲ့ကြတယ်။အဲ့ဒီကြီးမားတဲ့တမန်တွေကိုတာပန်နေလို့ခေါ်ပြီးတော့ အဓိပ္ပာယ်ကတော့လူတွေပြုတ်လောက်ထားတဲ့တောင်ကုန်းနေနေလို့အဓိပ္ပာယ်ရတယ်။နောက်ပိုင်းမှာတာပန်နေတစ်ခုနဲ့တစ်ခုကိုရေသားနေရနေနဲ့ချိတ်ဆက်ပြီးတော့တိဆောက်ခဲ့ချတယ်။တာပန်နေနဲ့ကမ်းခြေတွေကြားမှာရှိတဲ့ရေတွေကိုတူးမြောင်းနေရေဆုပ်ဆက်တွေကိုအသုံးပြုပြီးတော့ဆုပ်ထုတ်ပြီးတော့ရေကာတာတွေနဲ့ကာယံထားပြီးတော့လေရဟတ်တွေကိုအသုံးပြုပြီးမြေကို ၆တွေ့အောင်ပြုလုပ်ခဲ့ကြတယ်။အဲ့ဒီလုံနဲ့ပင်လဲကျမ်းခင်းကို၆တွေ့အောင်ပြုလုပ်ထားတဲ့မြေရာတွေကိုပိုဓာမြားလို့ခေါ်တယ်။ဒါကတော့ပိုဓာမြေတွေဖြစ်တယ်။အဲ့ဒီကြီးမားကျယ်ပြန့်ပြီးတော့ပင်လဲရင်မျက်နှာဖြင့်ထက်ပိုနှိမ့်နဲ့ပိုဓာတွေမှာမြို့ရာတွေတိဆောက်တာတွေစိုက်ပျိုးမြေအတွက်အသုံးချခြင်းတွေကိုပြုလုပ်ခဲ့ကြတယ်။ ပိုရာမြေတွေဟာနယ်သာလန်နိုင်ငံရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေဖြစ်တယ်။1928ကနေပြီးတော့1932ခုနှစ်အတွင်းမှာဒတ်တွေဟာကုန်းတွင်းပင်လယ်ဖြစ်တဲ့ဇိုက်ဒါစီရဲ့ဝင်ပေါက်တစ်လျှောက်မှာ28.6ကီလိုမီတာရှည်လျားတဲ့ကြီးမားတဲ့ရေကာတာကြီးတစ်ခုကိုတိဆောက်ပြီးတော့ဇိုက်ဒါစီကိုရေငန်အိုင်ကနေပြီးတော့ရေကျူးအိုင်အဖြစ်ပြောင်းလဲခဲ့ပြီးတော့ ကြီးမားတဲ့ပိုရာမြေ၅ခုကိုဖော်ထုတ်ခဲ့တယ်။ဒီမှာပုံလေးကတော့ပိုရာတွေမှာမြို့ရာတွေတိစောက်ထားတာကိုဖော်ပြထားတဲ့ပုံလေးပဲဖြစ်တယ်။1953ခုနှစ်မှာမြောက်ပင်လယ်ကနေဖြစ်ပေါ်လာတဲ့မုန်တိုင်းအနေနဲ့ဒီရေတွေကြောက်မလို့네덜란드နိုင်ငံမှာရေလွှမ်းပြီးတော့မြေယာဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့တယ်။မြောက်ပင်လယ်ရဲ့သဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ဖို့ ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာရေကာတာတွေတိဆောက်ခြင်းနေရေတကားတွေနဲ့နုံးတာတွေတိဆောက်ခဲ့ခြင်းများဖြင့်အိုက်ဆယ်မီယာမြေယာတစ်ကိုပြန်လည်ပြီးတော့ဖော်ထုတ်ခဲ့တယ်။ဒီမှာတော့ရေတကားတွေကိုဖော်ပြထားတဲ့ပုံဖြစ်တယ်။ဒါကတော့နုံးတာတွေတိဆောက်ထားတာကိုပြထားတာဖြစ်တယ်။ဒါကတော့အိုက်ဆယ်မီယာမြေယာတစ်ရဲ့ပုံပဲဖြစ်ပါတယ်။ မြေယာသစ်ဖော်ထုတ်နိုင်ခြင်းကြောင့်မလို့ဖလီဗိုလန်ပြည်နယ်ကိုဖြစ်ပေါ်စေခဲ့တယ်။ဖလီဗိုလန်ဟာလူတွေပြုတ်ရင်ဖန်တီးထားတဲ့ကျွန်းနေထဲမှာမှအကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်တယ်။ပင်လယ်ရေအောက်ကနေပြီးတော့ပြန်လည်ဖော်ထုတ်ထားတဲ့မြေယာတွေပေါ်မှာဒီနေ့နိုင်ငံလူဦးရေရဲ့60ရာခိုင်နှုန်းလောက်နေထိုင်ပြီးတော့နိုင်ငံရဲ့အမျိုးသားထုတ်ကုန်စုစုပေါင်းတန်မိုးရဲ့80ရာခိုင်နှုန်းလောက်ထုတ်လုပ်ပေးနိုင်တယ်။ ဒက်စတီဟာခင်မီနီးပညာစွမ်းမကားနဲ့မြောက်ပင်လယ်ရဲ့အချို့နေရာတွေကိုမြေယာများအဖြစ်ပြန်လည်ပြုဝင်ဖော်ထုတ်ပြီးတော့သီးနှံစိုက်ပျိုးခြင်းအခြေချနေထိုင်ခြင်းနဲ့စိတ်ကန်းနေတိဆောက်ခြင်းတွေအတွက်အသုံးပြုခဲ့ကြတယ်။ဒီမှာဆိုလို့ရှိရင်တို့ကပင်လယ်ရေအောက်ကနေပြီးတော့ပြန်လည်တူဖော်ထုတ်ထားတဲ့မြေယာတွေเนาะအဲ့ဒီမှာတို့ကဒီမှာမြို့ယာတွေတိဆောက်ပြီးတော့နေထိုင်နေ တီးနှံနေစိုက်ပျိုးတာကိုဖော်ပြထားတဲ့ပုံဖြစ်တယ်။နယ်သာလန်နိုင်ငံရဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအကြောင်းလေ့လာမယ်ဆိုရင်နယ်သာလန်နိုင်ငံရဲ့28ရာခိုင်နှုန်းကျော်ဟာစိုက်ပျိုးမြေတွေဖြစ်တယ်။ပြည်ပပို့ကုန်တင်ပို့မှုမှာ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုဟာအလွန်အရေးပါပါတယ်။စိုက်ပျိုးမြေတွေကိုစကြက်မြက်ခင်းမြေတွေ စတီးနံစိုက်ပျိုးမြေတွေနဲ့ဥယျင်ချမ်းမြေတွေဆိုပြီးတော့ခွဲခြားထားတယ်။ဒီပုံလေးမှာဆိုလို့ရှိရင်ဆရာမတို့ကစိုက်ပျိုးမြေနော်စိုက်ပျိုးမြေကိုဒီအညိုရောင်နဲ့ပြထားတယ်။အဲ့ဒီစိုက်ပျိုးမြေတွေမှာတီတီဝလံနေနဲ့တီးနှံတွေကိုစိုက်ပျိုးတယ်။ဒီမှာအဝါရောင်နဲ့ပေါ်ပြထားတာကတော့တရိษံမွေးမြူတဲ့စကြက်မြေတွေဖြစ်တယ်။ပြီးတော့ဒီအစိမ်းရောင်နဲ့ပေါ်ပြထားတာတွေကတော့တစ်တောမြေတွေဖြစ်ပြီးတော့ ဒီအနီရောင်နဲ့ပေါ်ပြထားတာတွေကတော့အသုံးမပြုတဲ့မြေတွေဖြစ်ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းမှာစိုက်ပျိုးသီးနှံထုတ်လုပ်ခြင်းနို့နဲ့တရိတ်ဆန်မွေးမြူရေးထုတ်ကုန်ထုတ်လုပ်ခြင်းနဲ့တတိဝလံပန်းမှန်စိုက်ပျိုးထုတ်လုပ်ခြင်းဆိုပြီးတော့၃မျိုးခွဲခြားနိုင်တယ်။အဓိကစိုက်ပျိုးတဲ့သီးနှံတွေကတော့ဘာလီ၊ပြောင်း၊အာလူ၊တကြားမုန်လာနဲ့ဂျုံတွေပဲဖြစ်ကြတယ်။ နယ်သာလန်နိုင်ငံဟာဂျုံနဲ့ဘာလီစိုက်ပျိုးထုတ်လုပ်ပေးမယ်လို့လည်းမလုံလောက်တဲ့အတွက်ကြောင့်မလို့စားသုံးမှုနဲ့သရိတ်ဆန်အစာအတွက်ပြည်ပနေပြီးတော့တင်သွင်းရတယ်။တတိယဝလံပန်းမှာစိုက်ပျိုးခြင်းဟာလည်းအရေးပါပါတယ်။မှန်လွန်အိမ်နီးစနစ်နဲ့ဟင်းသီးဟင်းရွက်ခရမ်းကျင်သီးတခွာသီးငရုတ်သီးပန်းမျိုးစုံနဲ့အိမ်တွင်းစိုက်အပင်တွေကိုစိုက်ပျိုးပြီးတော့ပြည်ပကိုတင်ပို့တယ်။ နယ်သာလန်နိုင်ငံရဲ့ကျူးလစ်ပန်းဟာဆိုလို့ရှိရင်ကဘာကြော်တဲ့ပန်းဖြစ်တယ်။စိုက်ပျိုးတဲ့ပန်းရဲ့85ရာခိုင်နှုန်းကိုပြည်ပကိုတင်ပို့ပါတယ်။နယ်သာလန်နိုင်ငံရဲ့ကျေပြန့်တဲ့သဘာဝမြက်ခင်းတွေနဲ့လူတွေပြုတ်ရင်ဖန်တီးထားတဲ့မြက်ခင်းတွေဟာနိုစားနွားမွေးမြူခြင်းအတွက်စကြက်မြေတွေဖြစ်တယ်။ နယ်သာလန်နိုင်ငံဟာကမ္ဘာပေါ်မှာနှုတ်ထွက်ပစ္စည်းနဲ့အမဲသားထုတ်လုပ်မှုမှာပြည်တိုင်းနဲ့အမေရိကန်ပြည်ထောင်စုပြီးရင်အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်။ထောဘတ်ဒိငယ်နှုတ်စီလိုမျိုးနှုတ်ထွက်ပစ္စည်းအများစုကိုပြပကိုတင်ပို့တယ်။တခြားမွေးမြူတဲ့သတိဆန်နေရတော့နွားကျဲဘဲသိုးဝက်နဲ့ ကြက်စင်တွေဖြစ်ပြီးတော့အမဲသားနဲ့ကြက်ဥကိုပြပကိုအဓိကတင်ပို့ပါတယ်။နယ်သာလန်နိုင်ငံရဲ့ငါးဖန်းလုပ်ငန်းတွေမှာကမ်းလွန်ငါးဖန်းလုပ်ငန်းကုန်းတွင်ငါးဖန်းလုပ်ငန်းအပြင်ငါးမွေးမြူရေးလုပ်ငန်းများကိုလည်းလုပ်ကင်ကြတယ်။ပင်လယ်ငါးဖန်းလုပ်ငန်းဟာအရေးပါတဲ့ခန္ဓာဖြစ်ပြီးတော့မြောက်ပင်လယ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာရဲ့အရှေ့မြောက်ဘက်မှာ အများဆုံးလုတ်ကင်ကြပါတယ်။ Netherlands နိုင်ငံရဲ့ Twin Track နဲ့စွမ်းအင်ကြောင်းလေ့လာမယ်ဆိုရင် Netherlands နိုင်ငံဟာရေနံအနေငယ်ထုတ်လုပ်တယ်။ရေနံတွေအများစုဟာနိုင်ငံရဲ့အရှိမြောက်နဲ့အနောက်တောင်ဘက်မှာတည်ရှိတယ်။ရေနံစိမ်းအမြောက်များကို တင်သွင်းပြီးတော့တန့်စင်ပြီးတော့ရေနံအများစုကိုပြပအောင်တင်ဖို့တယ်။ ဇဘာဝဓာတ်ငွေ့ကို1959ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပြီးတော့ဇဘာဝဓာတ်ငွေ့တွင်အများစုဟာနယ်သာလန်နိုင်ငံရဲ့အရှိမြောက်ဖက်မှာတည်ရှိတယ်။ဤပညာတွေတူးတက်လာတဲ့အတွက်ကြောင့်မလို့20ရာစုနောက်ပိုင်းမှာကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုဟာမြင့်မားလာတယ်။ထုတ်လုပ်မှုရဲ့သုံးပုံတစ်ပုံလောက်ကိုအဓိကအားဖြင့်ဆိုရင်ဥရောပနိုင်ငံတွေကိုတင်ပို့တယ်။ တခြားတွင်းထွက်တွေကတော့သို့ဆိုဒီယမ်နဲ့မက်ဂနီဆီယမ်ထုံးကြောင်နဲ့စားတွေပဲဖြစ်ကြပါတယ်။နယ်သာလန်နိုင်ငံရဲ့စက်မှုကုန်ထုတ်လုပ်ငန်းအကြောင်းလေ့လာကြည့်မယ်ဆိုရင်2019ခုနှစ်မှာလုံသားအင်အားရဲ့16ရာခိုင်နှုန်းကျော်ဟာကုန်ထုတ်လုပ်ငန်းတွေမှာလုတ်ကင်ကြတယ်။ရိုင်းမြဝမ်းတစ်လျှောက်မှာရှိတဲ့ဒေသတွေမှာ စက်မှုလုပ်ငန်းတွေဖြစ်ထွန်းနေ အရေးပါတဲ့ကုန်ထုတ်လုပ်ငန်းတွေကတော့အစားအစာနဲ့အဖျော်ယမကလုပ်ငန်းတပ်တူတူဖော်တဲ့လုပ်ငန်းဓာတ်ရုပ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းရေနံထွက်ပစ္စည်းလုပ်ငန်းလျှက်စစ်နဲ့ electronic စက်မှုလုပ်ငန်းတွေဖြစ်ကြတယ်။ Netherlands နိုင်ငံရဲ့တယ်ယူပို့ဆောင်ရေးကိုလေ့လာကြည့်မယ်ဆိုရင် Netherlands နိုင်ငံဟာဥရောပနဲ့အခြားသော ကမ္ဘာနိုင်ငံများချားမှာကုန်စည်သယ်ယူပို့ဆောင်ရမှာတကားပေါက်သဖွယ်တည်ရှိနေတဲ့အတွက်ကြောင့်မလို့သယ်ယူပို့ဆောင်ရေးဟာနိုင်ငံစည်းဝါးရေးအတွက်အရေးပါပါတယ်ကုန်စည်စီးဆင်းမှုရဲ့တဝက်လောက်ဟာရေချောင်းခရီးနဲ့သယ်ယူပို့ဆောင်ခြင်းဖြစ်တယ်မြောက်ပင်လယ်ရဲ့တောင်ဘက်ပိုင်းနဲ့တိုက်ကြီးတွေရဲ့ကုန်းနှင်းမိုင်းကိုကုန်စည်သယ်ယူပို့ဆောင်တဲ့နေရာမှာရိုင်းမြစ်မတ်မြစ်နဲ့ shut မြစ်များကဲ့သို့သောသဘာဝရေချောင်းကလန်းများအပြင်လူတွေပြုရင်ဖန်တီးထားတဲ့တူးတူးမြောင်းနေနဲ့လေကမ်းခြေမှာရှိတဲ့အဓိကစိတ်ကမ်းတွေကိုဆက်သွယ်ထားတယ်ခိမီကားလန်ရထားလန်ရေချောင်းလန်နဲ့လေချောင်းဆက်သွယ်ရေးကွန်ရက်မြင်တီဟာနိုင်ငံရဲ့တည်ယူဖို့ဆောင်ရေးကိုရွက်ကူချောမွေ့စေပါတယ်ခိမီရထားလန်နေရှိပေမဲ့လို့လေခရီးတယ်နဲ့ကုန်ပစ္စည်းတွေကို တည်ယူပို့ဆောင်တဲ့နေရာမှာမော်တော်ကားလမ်းကိုပဲအဓိကအသုံးပြုကြတယ်။နယ်သာလန်နိုင်ငံရဲ့မြို့ကြီးတွေအကြောင်းကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်နယ်သာလန်နိုင်ငံရဲ့အကြီးဆုံးမြို့သုံးမြို့ဟာအနောက်ဖက်ကန်ယူရန်အနီးမှာပဲစုစည်းပြီးတော့တည်ရှိတယ်။အဲ့ဒါတွေကတော့အမ်စတာဒမ်ရော်တာဒမ်နဲ့ဟိတ်မြို့တို့ဖြစ်ကြတယ်။ အမ်စတာဒမ်အမ်စတာဒမ်ဟာနယ်သာလန်နိုင်ငံရဲ့မြို့တော်နဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်မြို့လည်းဖြစ်တယ်။နိုင်ငံရဲ့အနောက်ပိုင်းမှာရှိတဲ့အိုက်ဆယ်မီယာပေါ်မှာတည်ရှိတယ်။စီးပွားရေးစီးပွားရေးနဲ့ငွေကြေးဆိုင်ရာဗဟိုမြို့ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာရင်ကျေးမှုမျိုးစုံတည်ရှိတဲ့မြို့ဖြစ်တယ်။ကမ္ဘာပေါ်မှာရှိတဲ့အရေးပါတဲ့စိတ်ကမ်းတွေနဲ့ တစ်ခုအပါအဝင်လည်းဖြစ်ပါလေ Rotterdam Rotterdam ဟာ Netherlands နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။ Amsterdam ရဲ့တောင်ဘက်မှာသူကတည်ရှိတယ်။ဥရောပရဲ့အကြီးဆုံးစိတ်ကမ်းမြို့ဖြစ်ပြီးတော့သင်းမောတည်ဆောက်ခြင်းနဲ့ရေနံဓာတ်ဥစက်ယုံတွေတည်ရှိတဲ့စက်မှုမြို့လည်းဖြစ်တယ်။ hate မြို့ hate မြို့ဟာ netherland နိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တယ်နိုင်ငံရဲ့အနောက်ဖက်မြောက်ပင်လေကမ်းခြေမှာသူကတည်ရှိတယ်အစိုးရရုံးဆိုင်ရာမြို့ဖြစ်ပြီးတော့ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံးတည်ရှိတဲ့မြို့လေဖြစ်တယ်ဆရာမတို့ဒီသင်ခန်းစာ တစ်ခုလုံးကိုလေ့လာပြီးတဲ့အခါမှာအဓိကအချက်တွေကိုပြန်ပြီးပြောပြရမယ်ဆိုရင်နယ်သာလန်နိုင်ငံဟာသင်းငယ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပေမဲ့လည်းကမ္ဘာပေါ်မှာလူနေထူထပ်တဲ့နိုင်ငံတနိုင်ငံဖြစ်တယ်။2019ခုနှစ်စည်ရင်အရာဆိုရင်စုစုပေါင်းလူဦးရေဟာ18သန်းကျော်ရှိတယ်။လက်ရှိနယ်သာလန်နိုင်ငံရဲ့မြေဧရိယာရဲ့28ရာခိုင်နှုန်းဟာဆိုရင်အရင်တော့ကပင်လယ်ရေအောက်နေရာတွေဖြစ်ခဲ့တယ်။ ခင်မီနီးပညာတွေနဲ့ကြီးမားတဲ့ပိုဒါမြေ၅ခုကိုဖော်ထုတ်ခဲ့ကြတယ်။နိုင်ငံအေရိယာရဲ့28ရာခိုင်နှုန်းကျော်ဟာစိုက်ပျိုးမြေတွေဖြစ်တယ်။စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို၃မျိုးခွဲခြားနိုင်တယ်။2019ခုနှစ်မှာလုံသားအင်အားရဲ့16ရာခိုင်နှုန်းကျော်ဟာကုန်ထုတ်လုပ်ငန်းတွေမှာလုပ်ကင်ကြတယ်။ ရိုင်းမြစ်တခြားမှာရှိတဲ့ဒေသတွေမှာစက်မှုလုပ်ငန်းတွေဖြစ်ထွန်းနေ။နယ်သာလန်နိုင်ငံဟာဥရောပနဲ့အခြားကမ္ဘာနိုင်ငံတွေကြားမှာကုန်စည်သယ်ယူပို့ဆောင်ရမှာတကားပေါက်လို့တည်ရှိနေတဲ့အတွက်ကြောင့်မလို့နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးဟာအလွန်ပဲအရေးပါပါတယ်။နယ်သာလန်နိုင်ငံရဲ့အကြီးဆုံးမြို့၃မြို့ပါဆိုလို့ရှိရင်အနောက်ဘက်ကန်ယူရန်အနီးမှာစုစည်းပြီးတော့တည်ရှိပါတယ်။ အခုကလေးတို့ဒီမှာပေးထားတဲ့လေ့ကျင့်ခန်းတွေကိုလေ့လာပြီးတော့ဖြည့်ဆို့စေချင်ပါတယ်။နော်နံပါတ်1အနေနဲ့ဆိုရင်မှန်မားမိကွန်းဖြစ်ပါတယ်။မှန်မားမိကွန်းကိုဖြည့်ဆို့နိုင်ဖို့ဆိုလို့ရှိရင်သင်ခန်းစာကိုသေးသေးချာချာဖတ်ကြည့်ဖို့လိုတယ်။ပြီးတော့နံပါတ်2ကတော့အပြည့်မှန်၍မိကွန်းဟာဇဝေဇဝါဖြစ်စေတတ်တဲ့အတွက်ကြောင့်မလို့လေ။သင်ခန်းစာကိုလေ့လာကြတဲ့အခါ ဟိုအရေးကြီးတဲ့ကဏ္ဍလေးတွေအရေးကြီးတဲ့မြို့လေးတွေကိုမြင်းလေးသားပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်မှန်ကန်စွာနဲ့ဖြည့်ဆိုနိုင်မှာဖြစ်တယ်။နံပါတ်3ကတော့ကွက်လက်ဖြည့်ပါ။ကွက်လက်ဖြည့်မေးခွန်းကိုလည်းဖြည့်ဆိုနိုင်မှုသင်ခန်းစာဦးတခြားလေ့လာသင်ပါတယ်။နံပါတ်4ကတော့မှတ်စုတိုပါ။မှတ်စုတိုဟာမေးခွန်းတို မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်နဲ့တန်အောင်ဖြည့်ဆိုရမှာဖြစ်တယ်။နံပါတ်5ကတော့မေးခွန်းရှေ့ပါ မေကွန်းရှိကမေကွန်းရှိပုံစံဆိုတော့သူ့အမှတ်နဲ့တောင်းလို့ဆရာမတို့ကပြည့်ပြည့်စုံစုံရေးသားပြီးတော့ဖြည့်ဆို့ရမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။